ပြောပြအောင်မယ်နော်အတစ်ထွက်တဲ့ဒီ scar နဲ့ပါတဲ့ depression ascendant နဲ့ဝတ်စုံနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဝတ်စုံတွေကကြည့်လိုက်လို့ရှိရင်တော့လှတယ်တော်တော်လေးမိုက်တယ်ဟိုကြည့်လိုက်ရင်တော့ကွာတည်တယ်မလားတောင်းတောင်းဖြောင်းဖြောင်းနဲ့တကယ်ကိုမှကိုချင်းစီကကောင်းတဲ့ character ပုံစံမျိုးတွေ့မြင်ရတယ်ဒါပေမဲ့ဒီဝတ်စုံရဲ့အပေါ်အင်းကြီးကိုချွတ်လိုက်တဲ့အချိန်ကျထွက်လာတဲ့ဟာကိုလည်းကြည့်လိုက်ကြပါဦး ပင်ပင်လီလီနဲ့ဘလို့ပုံစံကြီးကိုထွက်လာမှန်းကိုမသိဘူးအင်ကြီးဝတ်ထားတာမှတော်သေးသေးရဲ့မလားအင်ကြီးမဝတ်လို့ရှိရင်ပိန်ညောင်ရိုးငဖောင်ရိုးချောင်းနဲ့ဘလို့ကာရီတာကြီးထွက်လာမှန်းကိုမသိဘူးဖြစ်နေတယ် ပွဲထဲမှာဆိုလို့ရှိရင်ကကျတော့အင်ကြီးကတော့ကိုယိုကာယနိုင်တာပေါ့နော်အနေနဲ့ဒါပေမဲ့အင်ကြီးချွတ်ပြီးတော့ဆော့လို့ရှိရင်ကျတော့သူ့ရဲ့ခန္ဓာကိုယ်ကတည်တည်ငပေါင်းယူချောင်းဖြစ်နေတဲ့အတွက်ကြောင့်မလို့ဆော့ရတာကတော့ enemy တွေအတွက်နည်းနည်းလေးတိတ်မြင်မမြင်လွယ်ဘူးပေါ့နော်အင်ကြီးဝတ်ထားလို့ရှိရင်ဒါဘလူးဘလန့်နဲ့အဲ့အစရင်းနာတွေကနေမှလည်းမြင်ရသေးတယ်အဲ့တော့ပုံပြီးတော့ပြစ်မယ်ကတ်ပြီးပြစ်မဲ့သူတွေဆိုလို့ရှိရင်ကတော့အင်ကြီးချွတ်ပြီးပြစ်တာကတော့အကောင်းဆုံးပေါ့နော်အဲ့တော့ဘက်ချီပလီယာရင်းနေကတော့ဒီအပေါ်တိုင်းအင်ကြီးဝတ်ထားတာကိုသဘောကျလား အပေါ်တိုင်းအင်ကြီးချွတ်လိုက်တဲ့အနေထားကိုသဘောကျလားဆိုတာကိုပြောပြခင်ကြပါအောင်နော်။